ကျေးလက်ရွာလေးတရွာတွင်ရွာသားအများစုသည်ဆင်းရဲကြတဲ့ထမ်းပင်တွေစပါးခင်းတွေကြားမှာနေ့စဉ်လုတ်ကင်စားတောက်ရင်းဘဝကိုဖျက်ဆီးနေကြပေမဲ့ရွာရဲ့အနောက်ဘက်ကတောအုပ်ကြီးထဲမှာတော့လူသူမနီးဆက်တဲ့နှက်ကွန်းဟောင်းတစ်ခုရှိတယ်။အဲ့ဒီနှက်ကွန်းကိုတစ္ဆာဆောင်နှက်ကြီးလို့ရွာသားတွေခေါ်ကြတယ်။သူ့ကိုတစ္ဆာဆိုပြီးပူဇော်ပတနာမှုပြုရင်းဆုတောင်းပြေတယ်ဆိုပေမဲ့တစ္ဆာဖောက်ရင် အသက်နဲ့ပြန်ဆိုတဲ့အယူအဆနဲ့အတူလူတွေကြောက်ကြတယ်။ ဥပရွှေသူ့မှာမဆိုးဘဘွားနဲ့တာသမီမရှိ။အိုမင်းနေတဲ့အဖွားအိုတယောက်နဲ့သာဆင်းရဲစွာနေထိုင်တဲ့တနေ့မှာသူ့အဖွားအိုဖျားနာလာတယ်။ဈေးဝယ်ဖို့ငွေမရှိ။စပားဆိုင်ခင်းကလည်းမိုးခေါင်ပြီးပျက်စီးနေတယ်။စိတ်တက်ကြနေတဲ့အချိန်မှာတငယ်ချင်းတွေကနှစ်ကြီးကိုတစ္ဆာဆိုလိုက်ရင် ဥပရွှေကံကောင်းလာမယ်လို့တိုက်တွန်းကြတယ်။ ညမောင်ထုတဲ့ဥပရွှေတောအုပ်ထဲဝင်လာတဲ့နှကွန်းရှိမှလက်အုပ်ချီကအကျုံဘဝကိုကဲတင်ပါသစ္စာပါဖျားကျွေးတွေဆက်ပြီးအဖွားကိုကျမ်းမာစေခြင်းနဲ့ဒီဘဝမှာကံကောင်းခြင်းနဲ့တခုရေသောဆုတောင်းပါသည်တစ္စာဖြင့်ပူဇော်ပါ၏။လေတွေတဟွတ်ဟွတ်တိုးပြီးမိโกမဲတွေနှကွန်းလေးကနေ ထွက်လာတဲ့ငါမင်းစုကိုပြည့်စေမယ်။ဒါပေမဲ့တစ္စာဖောက်ရင်မင်းရဲ့အသက်ကိုယူမဲဆိုတဲ့အတန်အောပါနဲ့နဲ့ကြားလိုက်ရတယ်။ တပတ်အကြာမှာအံ့ဩစရာ ဥပရွှေရဲ့စပားခင်းကမိုးရွာပြီးစပားတွေစိမ့်လန်းလာတယ်ရွာသားတွေက သူ့ကိုငွေချေးဖို့လာကြတယ်အဖွားကိုလည်းပျောက်ကင်းသွားတယ်ဒါပေမဲ့သူချမ်းသာလာတာနဲ့အမျှထူးဆန်းတဲ့အရာတွေစဖြစ်လာတယ်ညာတိုင်းအိမ်ပြင်ဘက်ကလူရှိရှိရိတ်တခုရက်နေတယ်လို့ခံစားရတယ်မိကိုးနဲ့တွေ လွှမ်းပြီးအိမ်မက်ထဲမှာတစ္ဆာကိုမမေ့နဲ့ဆိုတဲ့အတန်ကြားနေရတယ် ။တနေ့မှသူ့ဖွားကိုရုတ်တရက်ကွဲလွန်သွားတယ်။ဥပရွှေငိုနေစဉ်နတ်ကွန်းကအတန်ကမင်းရဲ့ကံကောင်းမှုအတွက်မင်းချရတဲ့သူတွေရဲ့အတက်နဲ့လဲရမယ်။လို့ပြောတန်ကြားလိုက်တယ်။ဥပရွှေထိတ်လန့်ပြီးနတ်ကွန်းကိုပြေးသွားတယ်။တစ္ဆာဖောက်ဖို့ဆူတောင်းပြန်နေဒါပဲမဲ့။နင်ကိုယ်တိုင်တစ္ဆာခံခဲ့တယ်အခုပြန်မရတော့ဘူး။ နတ်ကွန်းလေးကလက်ရှိနဲ့တခုဦးပွဲရွှေရဲ့လဲပင်ကိုချုံနှောင်လိုက်တဲ့မနက်မိုးလင်းတဲ့အခါရွာသားတွေတွေ့ရတာကဦးပွဲရွှေရဲ့အလောင်းကိုနတ်ကွန်းရှိမှလဲကြနေတယ်သူ့လဲပင်မှာမိခိုးညိုရောင်အစင်းတွေ ပါလာတဲ့အဲ့ဒီနေ့ကစပြီးရွာသားတွေနတ်ကွန်းကိုရှောင်လာကြတယ်တခါတလေညအချိန်မှာနတ်ကွန်းကနေတစ္ဆာဆိုပါကံကောင်းပါစေဆိုတဲ့အတန်တွေ ကြားရတဲ့တယောက်ယောက်ကံကောင်းခြင်းပြီးတစ္ဆာဆိုမိရင် 杜老爷不我哈嘞，五百水路费送得大肉麻吧？